ုံးမဲမင်္ဂလာပါကရပေါ်မြောင်းမြောက်ကိုအလုတ်ခရီးနဲ့သွားခဲ့တယ်ပေါ့နော်အဲ့ဒါကိုပြင်လဲပြီးတော့မရှယ်ရင်လုပ်ပေးသွားမှာပဲဖြစ်ပါတယ်ဒါကရန်ကုန်မြို့ကနေပြီးတော့မှလိုင်တာယာအဝေးပြေးကဲကိုသွားနေတဲ့အချိန်ဖြစ်ပါတယ်ဒီလိုင်တာယာအဝေးပြေးကဲမှာရှိတဲ့အောင်စုမုံကားနဲ့ပေါ့နော်မြောင်းမြောက်ကိုကျမတို့သွားရမှာပဲဖြစ်ပါတယ်အာကား၈နိုင်ခွဲမှာထွက်မှာပေါ့နော်အဲ့ဒါနဲ့ ကျမကကွာကိုဆက်ဖီဆွဲလိုက်ပါတယ်ဗောနော်အတိုင်းဆောက်ရတယ်ဆိုတော့အားနေရဆိုတော့ဘာလောက်ရင်ကောင်းမလဲစဉ်းစားနေကွာကိုဗီဒီယိုဟိုရိုက်လိုက်တယ်ဗောနော်ဒီရှစ်ကစပင်ကေကတော့ကျမကိုယ်တိုင်ညှက်ထားတာပါအဲ့ဒါနဲ့နောက်ဆုံးတော့စပြီးတော့မှကားထွက်တော့မှာဗောနော်အဲ့ဒါကားပေါ်လဲတဲ့ရောမူဟာဆရွာ၆လာပါလေရောအလုတ်ခကြီးသွားတာဗောနော်ကျမတို့ကတော့အဒီ မိုးမရွာဖို့ဆူတောင်းခဲ့တယ်ဗောနော်အဲဒါမဲ့စားထွက်တဲ့အချိန်ကားပေါ်ရောက်မှဗောနော်မိုးစရွာတယ်ဒါကားရဲ့အနေထားဖြစ်ပါတယ်အေကွန်ဘတ်ဖြစ်ပေမဲ့ဗောနော်တကယ်တမ်းပြောရင်ဒီအောင်မင်္ဂလာအဝေးပြေးခဲ့ကားကားတွေလောက်မကောင်းပါဘူးအာအဲ့ဒါနဲ့စားထွက်တယ်ဗောနော်စားထွက်တဲ့ခါမှာဘယ်လိုပြောရမလဲလောင်းဝကိုဗောနော်သူတို့ရဲ့ဒီအာဒီအလပပြောမှာဗောနော်ဒီ တို့ရဲ့ရှုခင်းကပေါ့နော်အရန်ကိုလာပါတယ်အဲ့ဒါနဲ့အအများကြီးပဲပေါ့နော်ဗီဒီယိုရိုက်ခဲ့တယ်ဒါပေမဲ့ကားပေါ်မှာဆိုတော့အဲ့လိုမျိုးအရန်လုံနေတာတွေဖြစ်ခဲ့တယ်ဆိုတော့နောက်ဆုံးခရီးရောက်သွားပါပြီပင်နာရောက်နေလဲပြောကြည့်ပါဘိုးစုကရောက်နေဘိုးစုဘယ်သူစီသွားနေလဲဆီယမရှိဆီယမဘယ်ဆမလဲဆီယမနာမျိုးကိခိုင်းရန်လာရန်လာ တကယ်ပေါ့နော်အရန်အရန်လာပါတယ်ဒါကိုးစုခဲရောက်နေဆရာမတို့ရဲ့ ုံပျော်ကရင်ပေါ့နော်အဲ့ဒီရွာကိုသွားရမှာပေါ့နော်ဆံမလို့စီအလုတ်ခီးသွားတာဆိုတော့ဘာအလုတ်လုပ်လဲဆိုတော့တော့ကျွန်မတေချာလို့မပြောပြတော့ပါဘူးဒါပေမဲ့တော်တော်လေးကိုလှတယ်ပေါ့နော်ဒီချိန်မှာအေယာဝတီသွားတာကတန်တယ်လို့ပြောရမှာဘာလို့လဲဆိုတော့ဒီအချိန်ကစပားတွေကလည်းအဲ့လိုမျိုးမမဲ့သေးပေါ့နော်ဒီတိုင်းပုံမှန်လေးအစိမ်းကြီးစိုးနေတဲ့အချိန်ဆိုတော့လေအရန်ကိုလှပါတယ်ဒါကအေယာဝတီဆိုတော့သူတို့အဓိကအဲပေါ့နော်ဒီမြင့်မြင့်တွေပေါ့နော်အဒီရေလေတွေဒီ တအဓိကအသုံးပြုတယ်ပြီးတော့နည်းနည်းကုန်းလမ်းကြောင်းဆင်ပြေတဲ့လူတွေဆိုရင်တော့အကားနဲ့ဒီ cycle နဲ့ကိုအသုံးပြုတယ်ပေါ့နော်ဒါကြည့်လမ်းချင်းချင်းလေးတဲ့ကို సైకిల్ စီးသွားတာပါကျမတက်ရောက်တယ်ပေါ့နော်အနောက်ကနေလာကြိုပေးမဲ့လူကအာတက်ရောက်ပေါ့နော်ကျမတို့နှစ်ယောက်တူတူဆီရမှာမစီးရဲလို့ကျမတက်ရောက်တယ်စီးလာခဲ့ဒါကတော့ကျမတို့ဆီရမအိမ်ရောက်သွားတော့ဆီရမအိမ်ရှိကစပါးခင်းပေါ့နော် ဲ့ဒီ view ကလေတတက်လုံးမလုံးမရအရန်အရန်လာတယ်စပါးနံတင်းတင်းလေးနဲ့အရန်ကိုမွေးတယ်ဗောနော်ဒါဆီမှာတို့အိမ်ဖြစ်တဲ့ ပပက်လက်မှာလဲပေါ့နော်ဒီကုန်းပင်နဲ့စိုက်ထားတာတကယ်ကိုပေါ့နော်ချစ်စရာကောင်းတဲ့ရွာပေါ့နော်ဒီ village vibe ကိုရတယ်ပေါ့နော်ဒါနဲ့ကျွန်မတို့ကအလုတ်ခီးဆိုတော့အလုတ်လုတ်ဖို့အတွက်ပေါ့နော်အရင်ဆုံးចောင်းကိုအရင်ဆုံးသွားပြီးတော့မှ check in လုပ်ပါတယ်ကျွန်မတို့ကဒီအစိုးရနဲ့ပတ်သက်ပြီးတော့အလုတ်လုတ်နေတာတော့မဟုတ်ပေါ့နော်ဒါလေးကိုကြိုပြီးတော့မှပြောထားတာပါအဲ့ဒါနဲ့အလုတ်ကိစ္စလုပ်ပြီးတော့မှညနေရီမိုးချိုးပြီးတော့ဒါဆံမတွေညနေစာအတွက်ပေါ့နော်ပြင်ဆင်ထားပေးတဲ့အရာဖြစ်တဲ့အများကြီးပဲပေါ့နော် တာဟင်းနေလဲအများကြီးပဲပြီးတော့အဓိကသူတို့ကဒီ AOD ဖက်ဆိုတော့ငပိရေအဓိကပေါ့နော်အဲ့လိုသူတို့ပြင်ဆင်ပြီးအဲ့ညာအဲ့တော့ဒါမနေ့ခင် view ဖြစ်ပါတယ်တော်တော်လေးကိုလာပါတယ်မနေ့ခင် view ရညနေ view ရကလေအဲသူရအလားကိုစီနဲ့ကိုလာနေရပါဘောနော်အအဲ့ဒါနဲ့ကျမတို့အမနေ့ခင်မှာတစ်ချက်ဝင်အဒီ view ဝင်ရိုက်ပြီးတော့မှမြောင်းမြောင်းမဟင်ကစားပါတယ်ဖြစ်ချင်တော့ video ကျမလေး စားပြီးတပွဲတစ်ပြည့်မှရိုက်လိုက်တော့အများကြီးအဆင်မပြေဘူးเนาะနောက်ပြီးတော့စားပြီးချစ်ချင်းပဲနောက်တနေရာပေါ့เนาะအာဆ iamma တွေနောက်ဆ iamma နောက်တစ်ယောက်စီသွားရမယ်ပေါ့เนาะအဲ့ဒါနဲ့ဆ iamma စီကိုအရင်ဆုံးစိုက်ကယ်စီးတယ်ပြီးတော့လေစီးရမယ်ပေါ့เนาะလေကတော့အရင်တော့စီးဖူးတယ်ဒါပေမဲ့အလောက်ခကြီးနဲ့သွားတာရေဒီလိုမျိုးအကြာကြီးစီးရမှာဆိုတော့အာပြီးတော့အဲကိုကဗီဒီယိုမှတ်တမ်းတွေလည်းယူထားတယ်ဗောနော်ဒါကကျမတို့စစီးရအရန်ကြောက်တယ်ဗောနော်ဒါအဲပြီးတော့ လေစီးရဲ့ခံစားချက်ကဘလို့ဖြစ်အာတော်တော်လေးအဆင်ပြေခဲ့တယ်ဗောနော်အဲနဲ့လေပေါ်မှာလှုပ်ဆရာမရှိလို့ကိုကိုကိုဗီဒီယိုကျွန်မရိုက်လိုက်တယ်ဗောနော်အာတခြားဗီဒီယိုလေးတွေလည်းအများကြီးရိုက်ခဲ့ပြီးမဲ့လေကျွန်မအဲ့လိုမျိုး နည်းနည်းလေးအတူချုပ်ပြီးတော့မှမှထက်လိုက်တာကပုံများတယ်ပေါ့နော်ပြီးတော့ဒါကလေကအရန်ကြီးတော့ view ကတိကျမမြင်ရောက်ပေါ့နော်အပြန်ကလေနည်းနည်းပိုသေးတော့သူ့ရဲ့ view ကပိုလာတော့အဲ့ဒါလေးလဲကျွန်မထက်ထားပေးတယ်ပေါ့နော်ဒါနဲ့ရောက်သွားပါပြီဆင်မစီရောက်တော့ဒီမှာတွေ့လာမသိဘူးကနန်းလေးနှက်ကရှိရပေါ့နော်အဲ့ဒါကျွန်မအဲ့ဒီ ကနန်းလေးကိုတွေ့လို့ဗောနော်အဲ့မှာကနန်းလေးနှကောင်လေးကိုကျမလိုက်ထားလိုက်ပါတယ်ဗောနော်အရန်ချစ်စရာလေးဘယ်လိုမျိုးလဲမသိဘူးဒီ vibe ကဗောနော်ဒါနဲ့အဲ့ဒီခွေးလေးရတယ်အရန်ချစ်ဖို့ပါတယ်လားဆံမနောက်ဝယ်အမြင်တကောက်ကောက်လိုက်လို့အဲ့သူ့ကိုချစ်လို့ဆိုပြီးတော့မှကျမရိုက်ထားတာဗောနော်သူလန့်အောင်လန့်သွားတယ်ကျမတို့အဲ့လိုမျိုးလှုပ်လိုက်တော့မသူနည်းနည်းလန့်သွားမှာเนาะပြီးတော့အလလုံးပြီးတော့ညအာနိလင်စာကျွေးတယ်ပေါ့เนาะကျမတွေ အလုံးဝကိုအရန်စားကောင်းရင်ကျမလေအာဒီအရသာမတူတဲ့ပုံဟာတွေစားပြီးတော့မှအဲ့လိုမျိုးပေါ့နော်ခံစားချက်လုံးဝကိုမတူပေါ့နော်စားကောင်းပါလေပြီးတော့ဒါဇမားတို့ဆီကနေအလုံးလုံးပြီးတော့ပြန်လဲအနေထားပေါ့နော်ကျမပြောလေရနေနေပို့သေးတော့ view ကိုတေချာရိုက်ပြနိုင်တယ်ပေါ့နော်တော်တော်လေးကိုလာပါတယ်ဆိုရင်ခဏလေးခံစားကြည့်လိုက်ပါဦးရှင့် ပေါင်းပေါ့နော်လေစီးတာကလေတော်တော်လေးကိုချိန်ချတယ်ပေါ့နော်ပြီးတော့ဒီဘေးမှလည်းဒီလိုအသီးလေးတွေလေတခါမှမမြင်ဘူးတဲ့အသီးလေးတွေလည်းတွေ့ဖို့ရဆိုတွေ့ခဲ့ရဆိုတော့လေ အဲ့ဒါနဲ့အဲ့ဒါကိုလည်းရိုက်ခဲ့တယ်ပေါ့နော်ကျမတို့ကစုစုပေါင်းည8 3ရက်ခီးကြီးတွားခဲ့တယ်ပေါ့နော်တညကတော့ဟိုပထမအောင်ဆုံးအဆံမတယောက်အိမ်မှာဝင်အိပ်ပြီးတော့မှနောက်တညတော့ကျမတို့မြောင်းများမြို့ရဲ့အာမရှိတယ်ပေါ့နော်အဲတဲခုခံမှာပြန်ပြီးတော့မှဝင်အိတ်တယ်ပေါ့နော်ဒါအပြန်ကျမတို့ဗီဒီယိုချဲ့လေးအဲလေးပေါ်မှာပြန်ရိုက်ထားတဲ့ဥစ္စာဖြစ်ပါတယ်ပြီးတော့အဲရောက်သွားတော့ကျမလေးအမှ လာပြီးတော့မှအခါမှရေမထိလိုက်ရမှာဆိုလို့ဆိုပြီးတော့မှရေထိလိုက်သေးတယ်ပေါ့နော်အဲပုံမှန်ဆိုရင်အဲ့လိုရေချိုးရတယ်ပါတယ်ကစားခံစားလိုက်ရမှာပေါ့နော်ဒါပေမဲ့မလုတ်ခက်လိုက်ရတော့ရေလေတော့နည်းနည်းထိတယ်ပေါ့နော်ဒါကတော့အဲကျမတို့အာ cycle ပြန်ဆောက်ပြီးတော့မှမြို့ထဲပြန်သွားတာပေါ့နော်။နော်မြို့ထဲတော့ဒီ shoe with the ဆိုတဲ့တဲခုခန်းမှာသွားတဲပါတယ်။အဲ့ဒီတဲခုခန်းက ဒီ counter မှာအလုံးလုံးနေတဲ့ဘယ်လိုပြောရမလဲအဲ့ဒီ counter ကအလုံးလုံးတဲ့တရားစကားပြောချိုးတော့မပြေဘူးနော်ဒါကတော့ကျမတို့ညနေတစ်ဖြက်သွားလဲတဲ့ဥစ္စာဖြစ်ပါတယ်မတညာအိပ်ပြီးတော့မှပြန်လာတဲ့လမ်းမှာပေါ့နော်ဖြစ်ချင်တော့ကားပြတ်တယ်ကားပြတ်ပြီမဲ့တန်သွားတာကျမဒီလိုဗီဒီယိုလက်လက်လေးကိုရိုက်ခက်လိုက်ရတာပေါ့နော်တော်တော်လေးကိုလက်ပါတယ်အမှဆံမတွေကတော့ကားပေါ်မှာကြံခဲ့တော့သူတို့နှစ်ယောက်ကိုလည်းကျမနည်းနည်းဗီဒီယိုလေးရိုက်ထားလိုက်တယ်ပေါ့နော် အဲ့ဒါပြီးတော့အစမအတူပြန်ရိုက်ပေးမယ်တဲ့ကျမနဲ့ဟိုအကူနဲ့ပေါ့နော်ကျမတို့လေးယောက်သွားတာဆိုတော့အဲ့ဒီအကူနဲ့ကိုလည်းဆမပြန်ရိုက်ပေးတာလူတေချာမမြင်ရမှာဆိုတော့ကျမအလေလားတဲ့အမကျမလည်းဒီမှာကြည်လိုက်မှာဟွာပြင်းနေတာဆိုတော့ကိုကိုတတိထားမြင်ရတယ်လား တော်တော်ဝလာတယ်ဆိုတော့အဲ့နဲ့ wait short မင်းဆိုတော့ကိုကိုလည်းဒီတိုင်းလေးပဲစဉ်းစားလိုက်တာပေါ့နော်။ဒါနဲ့ရန်ကုန်ပြန်ရောက်လာတဲ့အချိန်ကတော့မိုးရွာပါတယ်။ကျေးဇူးတော်ကြောင့်ပေါ့နော်။ကျမတို့သွားခဲ့တဲ့အချိန်တော့အတွင်းမှာမိုးလုံးဝမရွာခဲ့ဘူးပေါ့နော်။အစအချိန်မှာပဲမိုးနည်းနည်းရွာတယ်။ပြီးတော့ကျမတို့နေရက်စလုံးမှာဘာမှအအခက်ခဲမရှိဘဲနဲ့ပြီးမြောက်အောင်မြင်ခဲ့တယ်ပေါ့နော်။အပြီးတော့ပြန်လာတဲ့အချိန်မှာမိုးတကုံရွာတယ်ပေါ့နော်။တကယ်ပဲမတူညီတဲ့ခံစားမှုယဉ်ကျေးမှုတွေနေထိုင်မှုပုံစံတွေကိုအများကြီးတွေးခေရတဲ့ခရီးစဉ်ဖြစ်ပါတယ်။ 希望大家的视频受到支持，点赞支持，订阅。